သူနှစ်ပေါင်းများစွာဆောင်းလျှောက်ခဲ့တဲ့ရတနာတိုက်ကြီးကိုလိုက်ပြခဲ့ပါတယ်။ကဲကောင်းလေနေယူချင်းလားဘလောက်ယူချင်းလဲနေယူချင်းတလောက်ယူလို့ရရင်နော်။အိုမရပါဘူးအတော်ရဲ့ဒီရတနာတွေကအတော်ရဲ့ပစ္စည်းတွေပါကျွန်တော်ရဲ့ပစ္စည်းမဟုတ်ပါဘူးဗျာ။ကျွန်တော်ဘလို့လို့ယူနိုင်မှာလဲ။နေရမိပါမယ်ဖြစ်တယ်လို့စင်ရဲလုံးလို့နေ့တိုင်းစားစရာမရှိဘူးလို့ပြောဘူးတယ်မလား။နင်ဒီရတနာတွေကိုရောင်းလိုက်ရင်တခဏတာအတွင်းမှာတထေးကြီးဖြစ်သွားမှာနော်။အတော်ကျွန်တော်ဘလောက်ပဲစင်ရဲပါစေ။ သူများပြစ်စီကိုကိုပြစ်စီဖြစ်အောင်မယူပါဘူးဗျာ။ဘိုင်းဝါယုံမဲ့လှုပ်ချင်ပါတယ်။အတော်ပဲကိုပါတာတိန်းထားပါ။တခြားလူတွေမမြင်စေနဲ့နော်။သူတို့လောဘဖြစ်ပြီးယတနာတွေလာယူမှစိုးရင်လို့ပါ။ကျွန်တော်သိတယ်။အတော်ကဒီယတနာတွေရဖို့အတွက်ဘဝတစ်ခုလုံးပေးဆက်ထားခဲ့ရတာပါ။ဒါလွယ်ကူတဲ့ကိစ္စမှမဟုတ်တာ။ဒီစကားကိုကြားတော့ဘလူးမကြီးဟာဒီကလေးကိုပို့ပြီးလေးစားစိတ်ဝင်လာပါတယ်။အကြောင်းကတော့ယတနာတွေနဲ့ဘလောက်ပဲလှည့်စားဖို့ကြိုးစားခဲ့ပေမဲ့ ဒီကလေးဟာလောဘစိတ်လုံးဝမဖြစ်ခဲ့လို့ပါဘလူးမကြီးဟာကိုထွေးရဲ့ရိုးသားဖြူစင်တဲ့စိတ်ထားကိုအတူတူစော့ကစားရင်းနဲ့ရှင်းရှင်းလင်းလင်းသိမြင်လိုက်ရပါတယ်။သွားကစားကြမယ်လေအတော်ဒီယတနာတွေကိုစိတ်မပူပါနဲ့အတော်ပဲသိမ်းထားလိုက်ပါ။အေးပါညနေရောက်တော့မယ်နင်းအိမ်ပြန်တော့လေနင်းအဖိုးနင်းကိုစိတ်ပူနေလိမ့်မယ်။အပီးအနှံတွေယူသွားလိုက်လို့ရတယ်။ကောင်းမှစိတ်မပူနဲ့ကျွန်တော်ဘိုင်းဝရုံမှာယူပါမယ်အတော်အများကြီးမယူချင်ဘူး။ အများယူသွားရင်လည်းစားလို့မကုန်ဘူးလေစားမကုန်ရင်ရောင်းလို့ရတယ်လေတခါတလေပတ်စံရရင် တခြားအစားအစာဝယ်စားလို့ရတာပေါ့ပြီးတော့နင့်ဖိုးထွက်လဲစေးတွေဝယ်ခဲ့ပေးလိုက်နော်အိုးရောင်းရင်လည်းလူတွေကဝယ်မှာမဟုတ်ဘူးဗျတခြားသူတွေကကျွန်တော်အစိတ်ရှိတဲ့အသီးနှံတွေရောင်းတယ်လို့ပဲထင်မှာဒါဆိုကျွန်တော်အသီးနှံခုပြီးမြန်မြန်ပြန်တော့မယ်ဗျကိုထွေရအသီးနှံတွေခုပြီးအိမ်ပြန်ဖို့လုပ်နေတဲ့ချိန်မှာဘလူးမကသူ့ကိုပစ္စည်းတစ်ခုပေးလိုက်ပါတယ်ကဲကောင်းလေး ရင်တီပစ္စည်းကိုအိမ်ကိုယူသွားလိုက်နော်။နေအတွက်အသုံးဝင်ပါပါ။ပြီးတော့အိမ်မရောက်မချင်းမဖွင့်ကြည့်နဲ့။တကယ်လို့နေရပေါ်ပေါဖွင့်မေး။ဒီထဲမှာရှိတဲ့ပစ္စည်းကနေအတွက်အသုံးဝင်မယ်ဆိုရင်အဲ့ဒီပစ္စည်းကိုအကျိုးရှိအောင်သုံးနော်။ကိုထွေရဘလူးမကြီးပြောတာကိုနားမလည်ပေမဲ့သူ့ရဲ့စေတနာကိုမဖြည့်ဆည်းချင်တာကြောင့်အဲ့ဒီပစ္စည်းကိုယူလာခဲ့ပါတယ်။အော်မြင်းလေးပြန်လာပြီလားကွ။ပြန်လာပြီအဖိုးဒီနေ့ပါလို့စောစောပြန်လာလဲမြင်းလေး။အော် ဒီနေ့အသီးနှံတွေကိုစောစောစီစီခူးလို့ရလို့ပါအဲ့ဒါကြောင့်မြင်မြန်ပြန်လာတာကျွန်တော်ရေချိုးလိုက်အောင်မဖို့သူကရေချိုးပြီးထမင်းစားပြီးတဲ့နောက်မှာဘလူးမကြီးပေးလိုက်တဲ့ပစ္စည်းတစ်ခုကိုတတိယသွားပါတယ်ဒီလိုနဲ့သူလည်းမစောင့်နိုင်တော့ပဲအဲ့ဒီပုံမှောက်ချက်ချင်းဖြန့်ကြည့်လိုက်ပါတယ်တပြိုင်နက်တည်းမှာပဲအဲ့ဒီပစ္စည်းဟာဘလူးမကြီးသူ့ကိုလိုက်ပြဖို့တဲ့ရွှေငွေရတနာတွေဖြစ်နေတာကိုတွေ့လိုက်ရတာပေါ့ဒါကြောင့်သူကပုံမှောက်ချက်ချင်းပြန်ပိတ်ပြီးအမြန်ဆုံးအိတ်ရာဝင်လိုက်ပါတယ် နောက်တနေ့မနက်ရောက်တော့ကိုထွင်းဟာဘလူးမကြီးစီကိုအမြန်သွားပြီးအဲ့ဒီရွှေတွေကိုပြန်ပေးလိုက်ပါတယ်။သူကဒီလိုတန်မိုးရှိတဲ့ပစ္စည်းမျိုးကိုမလုပ်ချင်တယ်လို့ဘလူးမကြီးဟာဒီပစ္စည်းတွေကိုဘလောက်ထိတန်မိုးထားတယ်ဆိုတာကိုလည်းကောင်းကောင်းကြည့်သိနေခဲ့လို့ပါ။အတော့ကျွန်တော်ရွှေတွေပြန်ပေးဖို့ယူလာတယ်။ကောင်းလေ။နင်ကဘာလို့ပြန်ပေးချင်တာလဲ။ငါဒီပစ္စည်းတွေနင့်ကိုပေးပြီးသားလေ။ကျွန်တော်တိတ်နှားလို့မရပါဘူး။တန်မိုးအရင်ကြီးလို့နဲ့။အတော့ကျွန်တော်ပေးတဲ့အရာတွေလည်းများလို့နေပါပဲ။ ျွန်တော်ပျော်ရွှင်မှုပေးတယ်အစားအစာလည်းပေးတယ်ပြီးတော့ဒီလိုတန်ဖိုးရှိတဲ့ရွှေပါပေးတယ်ကျွန်တော်လက်ခံလို့မရလို့ပါအတော်အတော်ပဲတင်ထားလိုက်နော်ကောင်းလေးရဲ့လက်ခံလိုက်ပါပြီးတော့တီပစ္စည်းကိုရောင်းပြီးအိမ်အစ်စ်ကိုဆောက်ပါနင့်အဖိုးတက်တောင်တက်တာနေတာမမြင်ချင်ဘူးလားနင့်အဖိုးအဲ့လိုမိုးဆူရေးဆူခန့်နေတာမြင်ချင်တာလားအိုးကျွန်တော်အဖိုးပျော်ရွှင်တာတော့မြင်ချင်တာပေါ့ဗျာဒါပေမဲ့သူများပစ္စည်းကိုယူတာမကောင်းလေသူများပြည့်စည်ဘဲဟုတ်ပါမလဲကွယ် ။နေရငါဘဝရဲ့အစိတ်ပိုင်းပဲ။ပြီးတော့တီးပြစ်စီုံကစိတ်အားထက်သန်စွာနဲ့နင့်ကိုပေးတာပါ။ပြီးတော့နင်ဘသူစီကားမှခိုးယူလာတာမဟုတ်ပါဘူးကွယ်။ငောက်ရုံမှာနင်ယူသွားပြီးတော့ရောင်းလိုက်။ပြီးတော့အဲ့ဒီပတ်စံနဲ့အိမ်အသစ်ဆောက်ပြီးနင်အဖိုးတက်တောင်တက်တာနေနိုင်လှုပ်ပေးလိုက်နော်။နောက်ဆုံးမှာတော့ကိုထွေးဟာဘလူးမကြီးရဲ့စကားမငင်းနိုင်တော့ပဲလက်ခံလိုက်ရပါတယ်။တီနောက်သူကရွှေတွေကိုရောင်းချပြီးကြားလာတဲ့ပတ်စံနဲ့သူ့ကိုစောင့်ရှောက်ခဲ့တဲ့အဖိုးအတွက်ခိုင်ခဲ့လှပါတယ်။ ိမ်အစ်တစ်တလုံးကိုစောက်ပေးလိုက်ပါတယ်။မိဘမဲ့ဘဝကနေရုပ်တရက်အိမ်အစ်စ်စောက်နိုင်သွားတဲ့ကိုထွေးုံမြင်တော့ကြွာသားတွေဟာစူးစမ်းတယ်လို့နဲ့မေးမြန်းခဲ့ကြပါတယ်။တာပေမဲ့ကိုထွေးကတော့အဲ့ဒီလေးဝက်ချက်ကိုဘသူ့ကိုမှဖွင့်ဟမပြောခဲ့ပါဘူး။ကိုထွေးဟာဘလူးမကြီးစီကိုအမြဲတမ်းတွားပြီးတောရဲကပြန်လာတိုင်းအဖိုးတန်တဲ့ပစ္စည်းဒါမှမဟုတ်ရှားပါးတဲ့ပစ္စည်းတစ်ခုခုယူလာတတ်ပါတယ်။အဲဒီလိုရက်တွေကြာလာတော့ကိုထွေးအပေါ်ထားတဲ့ရွာသားတွေရဲ့တန်တရားတွေဟာ အထွတ်အထိပ်ကိုရောက်လာခဲ့တော့တာပေါ့ဒီအခြေအနေကြောင့်ရွာသားတွေဟာစိုးရင်စိတ်နဲ့တန်တရားတွေပြင်းထန်လာပြီးအဲ့ဒီကောင်းလေးနောက်ကိုတိတ်တိတ်လေးလိုက်ဖို့ဆုံးဖြတ်ခဲ့ကြတယ်တအားဖြင့်ဖိုးစီနဲ့တာအေးတို့ဟာအဲ့ဒီရွာမှာပဲပြန်လည်မွေးဖွားလာတဲ့သူတွေဖြစ်ပါတယ်သူတို့ဟာအတိတ်ကဖြစ်ရက်တွေကိုမမှတ်မိကြပေမဲ့စိတ်ထဲမှာတခုခုထူးဆန်းနေတယ်လို့ခံစားနေရတာပါဒါကြောင့်သူတို့ဟာအဲ့ဒီမိဘမဲ့လေးကိုထိုးရဲ့နောက်ကိုလိုက်ပြီးတည်င်းအချက်လက်တွေရအောင်ဆုံဆန်းဖို့တာမင်ဆွေးနွေးခဲ့ကြတယ် ဟေးဖိုးစီငါပြောပါအောင်မယ်အဲ့ဒီမိပါမယ်ကနေတိုင်းတောထဲဝင်သွားပြီးတော့တဖြည်းဖြည်းနဲ့ချမ်းသာလာတယ်နော်ဘာမှမရှိတဲ့မိပါမယ်တကောင်ကအခုငါတို့ထက်တောင်ချမ်းသာသွားပြီကွာတောထွက်ပစ္စည်းတွေလည်းရောင်းတာလည်းမရှိဘူးဘလို့လုပ်ပြီးချမ်းသာလာလဲကွာအေးငါလည်းထူးဆန်းတယ်လို့ထင်နေတာဒီလိုဆိုရင်တော့ငါတို့သူ့နောက်ကိုလိုက်သွားကြည့်ရအောင်အဲ့ဒီနောက်သူတို့နောက်ကကိုထွေးရဲ့နောက်ကိုလိုက်သွားတဲ့အခါမှာကိုထွေးဟာသူတို့ထင်ထားတာထက် ပို့ပြီးနှက်တဲ့တောထဲကိုဝင်သွားတာမြင်လိုက်ရပါတယ်။ဖိုးစီ၊ "तू ဘာလို့ဒီလောက်တောနဲ့ထဲဝင်သွားတာလဲ။ तू လမ်းပြောက်မှမကြောက်ဘူးလားကွာ။ तू ကလမ်းပြောက်မှမဟုတ်ဘူး။ငါတို့ပဲလမ်းပြောက်တော့မယ်။"အိုး၊ငါတို့လည်းလမ်းပြောက်မှမဟုတ်ပါကွာ။ငါတို့ तू နဲ့တူတူပြန်ထွက်လာမှာပေါ့။"အေးမင်းရဒီလိုပြောပုံရဆိုရင်တော့အခုမင်းလမ်းပြောင်နေပြီမှတ်လား။ဘာ?ငါငါလမ်းပြောက်တာမဟုတ်ဘူး။ငါအိမ်ပြန်တဲ့လမ်းကိုပဲမမှတ်မိတာ။တကယ်လို့ငါလမ်းပြောက်တာဆိုရင် မင်းလည်းငါနဲ့တူတူလမ်းပြောက်တာပဲလေ။အော်အရင်လည်းထိတ်လက်မတော်ပါနဲ့ကွာ။ဘလို့ပဲဖြစ်ဖြစ်ငါတို့လမ်းပြောက်မှာမဟုတ်ဘူး။ခဏလေးနဲ့ကိုထွေးရပြန်ထွက်လာမှာပါ။ငါတို့သူ့နောက်ကနေလိုက်ရုံပဲ။ဘလို့ထွက်ရမှာလဲမင်းကြည့်လိုက်ပါအောင်ကွာ။ तू ကဘဲရောက်သွားမှန်းတော့မသိဘူး။ဟာမင်းရပါလို့သူ့ကိုကယူတဆိုင်မကြည့်ရလဲ။ဟာငါလည်းကြည့်နေရပဲလေ။မင်းကောစကားတွေလာလာပြောနေရလေ။ငါဘလို့ကြည့်နိုင်မှာလဲကွာ။မင်းကြောင့်ပဲအာယုံပြတ်သွားတာ။ဟာဒီခွေးကောင်တော့ငါတို့တူတူရှာကြမယ်လေ။ မြင်မြင်ရှာပါမဟုတ်ရင်သူလွတ်သွားလိမ့်မယ်ငါစိတ်ထင်တော့အခုအိမ်ပြန်လန်းအောင်ရှာတာပိုကောင်းလိမ့်မယ်မင်းစဉ်းစားကြည့်စမ်းကွာမင်းအိမ်ဘလို့ပြန်မှာလဲမင်းဝင်လာတဲ့လမ်းရောမှတ်မိလားဟာဒီခွေးကောင်ကတော့စကားပဲများနေတယ်အခုငါလည်းအိမ်ပြန်လန်းအောင်ရှာနေရပဲလေမင်းလည်းငေါ့ရှာကူလေဟာဒီကောင်အခုနပဲမင်းငေါ့မိပါမဲ့နောက်ကိုလာခိုင်းတာလေအခုအိမ်ပြန်လန်းအောင်ရှာခိုင်းမြန်မင်းမင်းကဘာဖြစ်ချင်တာလဲကွာအေးငါမှားတယ်ငါမှားတယ်ဒါပေမဲ့ ဒီတော့ရဲကနေဘလို့ထွက်ရမလဲ။အိုးကောင်းကင်ကင်းကောင်ရေမင်းကကောင်းကင်ကိုအော်ခေါ်နေတာဘာလို့ဖို့လဲ။ထွက်ပေါက်ကိုသွားရှာလိုက်။အေးပါငါသွားမယ်။သူတို့နှစ်ယောက်ဟာကိုထွေးရဲ့နောက်ကိုစူးစမ်းချင်စိတ်နဲ့လိုက်သွားခဲ့ပေမဲ့နောက်ဆုံးမှမမီတော့ပဲတောနဲ့ကြီးထဲမှာတင်လမ်းပြောက်ပြီးထွက်ပေါက်ကိုမတွေ့တော့ပါဘူး။ဘလို့လုံးဝမလဲကွာ။တတင်းအချက်လက်လည်းမရအောင်ပြီးတော့လမ်းကလည်းပျောက်နေသေး။ငါဘဝတလောက်တောင်ကန်ဆိုးရလားကွာ။အေး ဒါမင်းရဲ့ကြံညာမှတ်လားဟာမင်းရောတူတူစဉ်းစားခဲ့တာမှတ်လားမင်းကောတယောက်တည်းအပြစ်တင်လို့မရဘူးလာထွက်ပေါက်ကိုရှာကြမယ်ငါပိုက်လဲစာနေပြီကွာငါမနဲ့တရားထမင်းမစားလာရသေးဘူးဟာตาအေးစကားများမနေနဲ့မင်းမနဲ့တော့အာလူကျော်ငါးချောင်းစားတာငါမြင်တယ်နော်စကားမများနဲ့မင်းကလည်းနည်းနည်းလေးတောင်ညာပြောလို့မရအောင်နော်ကဲစဉ်းစားကြည့်စမ်းငါတို့တီတော့ထဲကနေဘလို့ထွက်ရမလဲမသိကွာငါဘလို့မှစဉ်းစားလို့မရအောင် အိတ်လိုက်တာပိုကောင်းမှန်ထင်နေစဉ်းစားတာများရင် energy တွေကုန်နေဟာဟာဒီကောင်အိတ်ချင်လဲအိတ်တယ်အိုးငါဘဝရက်တည်နိုင်ပါမလားမသိပါကွာမင်းလိုမကောင်းတဲ့တငယ်ချင်းနဲ့တွေ့ရတာဒီလိုနဲ့သူတို့နှစ်ယောက်သားပင်ပန်းနွမ်းနယ်မှုကြောင့်နိုင်ပေါင်းများစွာအိတ်လိုက်ကြတယ်ဒီနောက်မှာညနေဆောင်တဲ့ချိန်ရောက်ခါနေတော့သူတို့အိတ်တဲ့နေရာနာကိုတခခုရှောက်လာတဲ့အတန်ကြောင့်ဖိုးစီတယောက်လှန်လို့သွားပါတယ်တာအေးတာအေးထထတော့ ဟာဘာဘာဖြစ်တာလဲကွာဘာဖြစ်တာလဲငါအတန်တစ်ခုကြားရဲကွာငါတို့ရှိတဲ့နေရာနောက်တစ်ခုခုရှောက်လာနေတာကြားဖြစ်နေမှာစိုးလို့ကွာဟေးတေချာပြောတော့ဖိုးစီငါကြားဆိုရင်တေလောက်အောင်ကြောက်တာမင်းသိရဲ့နော်ဟေးမင်းမယုံစောင့်ကြည့်ပေါ့သူရောက်လာလိမ့်မယ်ကွာတော်မတော်မအရှင်ပုံးနေအောင်တင်းနောက်မှာตาအေးတို့ညောက်တာခြုံပုတ်တွေကြားထဲမှာထိတ်လန့်တုန်လှောက်စွာနဲ့ပုံအောင်နေခဲ့ကြတယ် သူတို့ရင်ထဲမှာတော့ကြားလိုက်ရတဲ့ခြေတံတွေဟာကြားတကောင်ရှောက်လာတဲ့အတန်မဖြစ်ပါစေနဲ့လို့ဆူတောင်းနေကြတာပေါ့ခဏအကြာမှာတော့ဒေါ်ရေကထပ်ပေါ်လာတဲ့အရာဟာတခြားသူမဟုတ်ဘဲနဲ့သူတို့လိုက်ချောင်းနေတဲ့မိဘမဲ့ကိုထွေးဖြစ်နေတာပါကိုထွေးဟာအသီးနှံတွေအများကြီးကိုပခုံးပေါ်မှာထန်ပိုးရင်းပျပျရှင်ရှင်နဲ့အိမ်ပြန်ဖို့ပြင်ဆင်နေပါတယ်သူတို့ထင်ထားသလိုကြားတကောင်မဟုတ်တဲ့အတွက်ရှင်နဲ့အပူလုံးကြီးကြာသွားပြီးစိတ်သက်သာရရသွားခဲ့ကြပါတယ်โอ้ดีงเนเล ငါရှင်တွေတုံသွားတာပဲကွာနောက်ဆုံးတော့ဒင်းဖြစ်နေရပဲနော်ဒါမှမဟုတ်မင်းကကြားဖြစ်စေချင်တာလားကွာမဟုတ်ဘူးမင်းဆက်မပြောနဲ့ငါကြောက်တယ်ကွာဒါဆိုမိပေါက်မဲ့ကောင်ဖြစ်နေတာပဲကောင်းတာပေါ့ကွာငါတို့အိမ်ပြန်လို့ရပြီသွားမယ်သွားမယ်သူပြောက်မသွားခင်မြင်မြန်လိုက်သွားကြဆိုဖြစ်အောင်ตาအေးမင်းဘာလုပ်နေရလဲသွားမယ်လေအေးပါအေးပါသွားမယ်မင်းမပြန်တော့ဘူးလားဒါမှမဟုတ်တီတော်ထဲမှာပဲနေခဲ့ချင်တာလားမဟုတ်ပါကွာဘလို့နေနိုင်မှာလဲ ငါလည်းတရက်အချောက်ခံမှာကြောက်တယ်ကွအသွားမယ်ညင်ညင်ပြန်ရအောင်သူတို့နှစ်ယောက်တော်ရဲကနေပြန်ထွက်လာပြီးနောက်အဲ့ဒီမိဘမဲ့ကလေးပါရရလဲဆိုတာကိုအိမ်နားနေချောင်းကြည့်နေခဲ့ကြတယ်အဲ့ဒီမှာပထမဆုံးသူတို့မြင်လိုက်ရတာကတော့တာမန်အသီးအနှံတွေပဲဖြစ်ပါတယ်ဒါပေမဲ့ခဏကြာတော့မှသူတို့ရဲ့မျက်လုံးကိုဖန်ဆားလိုက်တာကတော့တလက်လက်တောက်ပနေတဲ့ရွှေတုံးတစ်ခုပါပဲဒီမြင်ကွင်းကြောင့်သူတို့နှစ်ယောက်ဟာရုတ်တရက်လောဘစိတ်တွေဝင်လာပြီး အဲ့ဒီရွှေတွေကိုပိုင်ဆိုင်ခြင်းခဲ့တာပေါ့နောက်တနေ့မနက်အစောကြီးမှာသူတို့နှောက်ဟာကိုထွေးရဲ့နောက်ကနေတောနဲ့ကြီးတဲ့ကိုနောက်တစ်ခါထပ်ပြီးလိုက်သွားခဲ့ကြပြန်လဲကိုထွေးဟာအဲ့ဒီရွှေတွေကိုဘယ်ကနေရလာလဲဆိုတဲ့လျှော့ဝှက်ချက်ကိုသိချင်လို့လို့ပါကြည့်အောင်မိဘမဲ့ကောင်ကတလောက်တောင်တောနဲ့ကြီးတဲ့ဝင်သွားတာနော်အေးသူကလိုင်ကူထဲကိုဝင်သွားတာပဲဘာလို့တာလဲဟငါထင်နေသူယတနာတိန်းထားတဲ့နေရာကိုသိနေတာဖြစ်ရမယ်အေးငါလည်းအဲ့လိုပဲထင်နေ ဟာဒီခွေးကောင်ငါအတွေးကိုခိုးထားတယ်။အာဒီကောင်တော့စကားမရှိစကားရှာနေပြန်ပြီ။ဟာအဲအဲ့ဒါအဲ့ဒါဘလူးမကြီးရာမနေမလား။အေးဟုတ်တယ်ကွာ။အဲ့ဒါဘလူးမကြီးပဲ။နင်နင်လိန်ပြောတာမဟုတ်ဘူး။ပြီးတော့မိဘမဲ့ကောင်ကဘလို့လို့ပြီးဘလူးမနဲ့တောင်စကားပြောနိုင်ရလဲ။ငါလည်းပဲသိပါမလဲကွာ။ဒါမှမဟုတ်သူကဘလူးနိုင်နေနိုင်နဲ့မှန်တန်များသုံးနာလား။အေးအောင်မရှူးနေလားကွာ။ မန်တန်ဆိုတာဓာတ်နဲ့တနက်ပဲကာကွယ်တဲ့မန်တန်လေတရေဘလူးတွေကိုကာကွယ်တာမဟုတ်ဘူးမင်းရှောက်ရှောက်ပြောမနေနဲ့အေးကွာဒါဆို तू ကဘလူးနီးလောင်တုံးခဲ့တာလဲကြည့်ရတာသူတို့နှစ်ယောက်ကတော်တော်လေးကိုရင်းနှီးပုံရရင်နော်အဲ့ဒါဆိုမင်းလဲအဲ့ဒီဘလူးမကြီးနဲ့ရင်းနှီးဖို့စူးစမ်းကြည့်မလားဖြစ်အောင်မင်းယူနေလားကွာဘသူကဘလူးမကြီးနဲ့မိတ်ဆွေဖြစ်ချင်ပါလေအေးနော်ဒါပေမဲ့ဒီဘလူးမကြီးရဲ့ပုံစံကရင်းနှီးနေတယ်လို့ပဲကွာအဖိုးပြောပြဖို့တာတော့ရှိတယ် ကူထဲမှာနေတဲ့ဘလူးမတကောင်ရှိတယ်တဲ့အဲ့ဒီဘလူးကလူသားတွေကိုစားပြီးတော့နေမျိုးလည်းအစွမ်းလန့်အကြီးဆုံးလို့ပြောတယ်တအားပြင်သူကကူထဲမှာရှိတဲ့ရတနာတွေကိုစောင့်နေတာအရင်နှောင်းကတော့နေမျိုးပဲစောင့်တာအခုတော့အစင်းမြင့်သွားလို့ရတနာတွေပါစောင့်နေတာတဲ့ပြောရရင်တော့ update လုပ်လိုက်တာပေါ့ကွာရတနာတွေကအဖိုးပြောပြတာတော့အရင်ကများတယ်ဆိုပဲဘသူမဆိုသူ့ရဲ့ရတနာတာကိုတွေ့သွားရင်ချမ်းသာသွားမှာအမှန်ပဲဒါပေမဲ့ကိုအသက်နဲ့လဲပြီးခိုးယူရမှာ ဒီဘလူးသာတိသွားတော့မင်းဘလို့ဖြစ်သွားမလဲဆိုတာစိတ်တော့မစင်စားရဲဘူးကွာငါတော့မထင်ဘူးကြည့်ရတာ तू ဟာတိတ်ပြီးစိုးသွားတဲ့ပုံလည်းမပေါ်ပါကွာကြည့်အောင်လေသူတို့နှစ်ယောက်ရင်းရင်းနှီးနှီးဆက်ဆံနေကြတာညီအကိုမောင်နှမတွေလိုပဲမင်းလည်းသူ့ကိုသွားပြီးရင်းနှီးအောင်စူးစမ်းကြည့်ပါလားဘာတွေဖြစ်လာမလဲဆိုတာကိုကြည့်ရအောင်လေမင်းကယူနေရပဲမင်းအသက်ပြောက်ချင်းမင်းမဝင်သွားပါလားငါတော့ကြောက်တယ်ကွာအေးပါကွာငါစကားနဲ့ပဲစတာပါဟာဘသူကများရေရေတင်းတင်းဝင်ရဲမှလဲ ဒါဆိုဒီလိုလုပ်ရအောင်လေမနဲ့ပြန်ကြရင်ငါတို့ဒီမိဘမိတ်ကောင်နဲ့သွားပြီးရင်းနှီးအောင်လုပ်မယ်ပြီးတော့မှသူ့ကိုတော်ရဲခေါ်သွားခိုင်းပြီးတော့ဘလူးရဲ့ယတနာတွေကိုဖြည်းဖြည်းချင်းခိုးယူရအောင်လေအေးဒါမှတကယ့်ကိုကောင်းတဲ့ idea ပဲအရန်ဆိုးတဲ့အစီအစဉ်လည်းဖြစ်တယ်ဒါပေမဲ့ตาကြီးကငါတမျိုးတော့ခံစားနေရတယ်မင်းကငါ့ကိုချီးကျူးနေရလားဒါမှမဟုတ်ဆဲဆိုနေရလားကွာအဲ့ဒီချိန်ဘလူးမကြီးကတယောက်ယောက်ကသူတို့နှစ်ယောက်ကိုချောင်းကြည့်နေတယ်လို့ခံစားနေရပါတယ် အတော်ရမနေဘာဖြစ်လို့လဲဗျငါတို့ကစားနေတာ哦တယောက်ယောက်ကချောင်းကြည့်နေတယ်လို့ခန်းစားနေရတယ်ငါရဲ့ယတနာတွေနဲ့နေရာကိုဘသူ့ကိုမှမပြောပြခဲ့ဘူးဆိုတာသိကြတယ်နော်ကျွန်တော်ဘသူ့ကိုမှမပြောပြဘူးပါဦးဗျကျွန်တော်အဖိုးတော်မသိဘူးပြီးတော့ကျွန်တော်ဘဝမှာအဖိုးနဲ့အတော်ပဲတငန်းချင်းရှိတာတခြားသူဘလို့လို့ပြီးပြောပြမှာလဲဗျတကယ်ပြောတာနော်မလိမ်ဦးမလားအိုးအတော်ကတော့ယတနာတွေကိုလိုတာထက်ပိုပြီးပူပန်နေတာမဟုတ်ဘူးလား ငါဒီယတနာတွေကိုထိမ့်သိမ်းထားတာကံကောင်းခြင်းနဲ့ကုသိုလ်ပါလာတဲ့သူအတွက်ပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့လူသားတွေဟာနင်ထင်ထားတာထက်ပိုပြီးတော့အကုသိုလ်စိတ်ထားတွေများတယ်လေ။သူတို့တွေဟာတန်မိုးရှိတဲ့ပစ္စည်းတွေမြင်တာနဲ့လောဘစိတ်တွေလွှမ်းမိုးသွားကြလိမ့်မယ်။သူတို့တွေပိုင်ဆိုင်ထားတဲ့ပမာဏဘလောက်ပဲရှိရှိဘယ်တော့မှကျေနပ်ရုံထုံးစံမရှိဘူး။သူတို့တွေဒီယတနာတိုက်ဘယ်မှာရှိတယ်ဆိုတာသိတာနဲ့လာခိုးကြလိမ့်မယ်။အဲ့ဒီတော့ရွာမှာပလီပခါတွေ အကြီးအကျယ်ရှုပ်ထွေးမှုတွေဖြစ်ကုန်ကြမှာပေါ့။အော်အဲ့လိုမျိုးကိုကျွန်တော်အခုမှနားလည်သွားခဲ့ပြီ။